င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကိုလေတက်ကိုရောက်လိုက်တုံးနေတဲ့ပြေကတ်မှုခဲရဲနဲ့ပုံကိုတော့ထိမှန်ပြီးလုံချုံရင်ယူသူချောက်အသေးဆုံးကဲဥစုံပဲခိုးတိုင်းတောင်ကိုလေတက်ကိုရောက်လိုက်တုံးနေတဲ့ပြေကတ်ရောက် ခဲရဲနဲ့ဘုံကိုတော်ကိုတိမှန်ပြီးစစ်တပ်ဘက်ကလုံခြုံရေးယူသူကြောင့်တင်ဆောင်ခဲ့ကြောင်းဘရိဝါရီဖော်မြန်မာအဖွဲ့တောင်းရှိသူကပြောတယ်ဒီဇင်ဘာလ9ရက်နေ့ည9:55မိနစ်ချိန်တာကူမြို့ရှိအာနာသိန်းစေဦးဆွဲကေတုမတီလေးတဲ့တွင်မှရှိစီလောင်ကန်ဒီကိုအဓိကပြစ်မှတ်ထားပြီးတရားခွန်မမရှော့တိုက်တုံချောင်းလုံးနဲ့ပြေကတ်တိုက်ခိုက်ရာလေတပ်တွင်ကိုကြောင်းပေါက်ကွဲပြီးထက်စစ်ပေါက်ကွဲတဲ့နေကြအကြောင်းလင်းရင်ခဲရဲနဲ့တန်စာကိုတော့ထိမှန်ပြီးပေါင်150ပေါင်200ပေါင်300ဘုံသီးရေကိုတော့ဖြေးပေါက်ကွဲမှုပြင်းထန်ကနိုင်ဝက်ခန့်ကျော် ကတ်မြအောင်ပောက်ကွဲခဲ့ကြောင်းသိရပါတယ်။ဒီဇင်ဘာလ10ရက်နေ့နေ့ကနေ9ရက်နေ့နဲ့17ရက်နေ့ကြာမှလည်းပောက်ကွဲတံတွေထွက်ပေါ်ခဲ့ကြောင်းကျောင်းတိုင်တုံထိမှန်ခဲ့တဲ့ဂိုဒေါင်နဲ့ဝင်းကျင်ဂိုဒေါင်တွေမှာအကင်းမသေးသေးတဲ့ရန်တွေမှာပြင်းထန်လေးချိန်ပြင်းထန်စွာပောက်ကွဲခဲ့ကြောင်းပောက်ကွဲတဲ့နေကိုတောင်ကူမြို့ရဲ့နေရာတော်တော်များများမှာကျေလောင်စွာကြားရကြောင်းထိုဂိုဒေါင်ပောက်ကွဲမှုကြောင့်အစရေလင်းစင်ပြီးတခြားလင်ကွင်းနေရာတွေထိမှန်ခဲ့မှုရှိကြောင်းသိရတယ်။ရင်းအပြင်ကျောင်းတိုင်တုံထိမှန်ပောက်ကွဲမှုကြောင့်ခဲယဲဂိုဒေါင်နီလုံခြုံရေးတာဝန်ယူထားတဲ့ခြောက်သိမ်းဆုံးပြီး ဒဏ်ရာရသူတွေရှိကြအောင်လေတပ်တစ်ဖက်ဝင်တဲ့မိသားစုဝင်တွေကိုအပြင်ထွက်ခွင့်ပိတ်ထားပြီးလိုင်းကနေမှာဖုန်းတွေကိုလိုက်လံဆင်ဆင်းနေခြင်းဖြစ်ပါတယ်။အဆိုပါရှော့တိုက်တုံနဲ့ပြစ်ခတ်တဲ့မင်းရှဲရွယ်ချက်ပြင်ပတ်တွေမှာစီလောင်ကန်ဖြစ်တော်လဲထိမှန်မှုရှိကြောင်းကြားသိရခြင်းမရှိသေးပဲတခြားပြည်စီရတာရှိတဲ့အတွက်နောက်ကြိမ်များမှာပုံမှုထျောက်စေချိုးပန်းတော်မူဖြစ်ကြောင်းသိရတယ်။ဆလဘီချောင်းမြို့ထွေဦးယုံတဲ့ဘောလုံးကွင်းတွင်းကနေလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်နေတဲ့စေအုပ်စုကိုဒရုန်းနဲ့ပုံကျတိုက်ခိုက်မှုထိခိုက်ဒိဆုံးမှုရှိနိုင် စကိုင်းတိုင်းချောင်းမြွတ်ထွေကိုရုံးတဲ့ဘောလုံးကွင်းတွင်းကနေလက်နဲ့ချင်းနဲ့ရန်တန့်ပြစ်ခတ်နေတဲ့ဆေးဥစုကို drone နဲ့ပုံကျဲတိုက်ခိုက်ရစစ်သားရဲ့ထိခိုက်ဒိဆုံးရှင်နိုင်ကြောင်းစကိုင်းခေ MT Station နဲ့က drone တက်ရင် SDD ရဲ့တပ်ဖွဲ့မြေပြင်ထောင်လိုက်တောင်ခံရဲပေါ်မှာဝေကပြောတယ်ဒီဇင်ဘာရှင်းနဲ့မော်လက်နှစ်နာရီနဲ့30မိနစ်ထိချောင်းမြွတ်ထွေထွေအောက်ချုပ်ရေးမှုရုံနဲ့ဘောလုံးကွင်းတွင်းကနေလက်နက်ကျင်းနဲ့ရန်တမ်းပစ်ခတ်နေတဲ့ဂျန်ဖက်စီအုစုကိုဖစ်ဝင်းဒရုန်းအနေနဲ့ပုံချောင်လုံးကျဲချတိုက်ခိုက်ရာဂျန်ဖက်စစ်သားတွေထိခိုက်ဒိဆုံးမှုရှိပြီးပစ်ခတ်နေတဲ့လက်နက်ကြီးချတာကစကန်တွင်းပြေးဝင်သွားကြောင်းသိရတယ်။ အဆိုပါတိုက်ခိုက်မှုကိုသခိုင်းခင်အမတ်တရှင်နှင့်ကဒရုန်းတပ်ရဲ SCDF CSU PDF နဲ့ဖူဂိုင်လာဖိုရိုပူပေါင်းကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့နေထိခိုက်မှုရှိပြန်လဲဆောက်ခွာနိုင်ခဲ့တယ်။ပြည်သူတွေအနေနဲ့စေတရင်းတွေကိုတင်ချာလေးနားထောင်ပေးပါလို့တတိပေးခြင်းနဲ့ကျွန်တော်တို့ဘက်မှမြို့ပေါ်ကနေလက်နက်ချင်းနဲ့ခဏခဏပြင်ပြနေရောမိဘပြည်သူတွေအနေနဲ့အထူးကူဆိုင်နေထိုင်ပေးစေခြင်းနဲ့ဆောင်းနေလဲရောက်ပြီးဆိုတော့ကျမ်းမာရေးလုံးကြောင့်အထူးကူဆိုင်ကြဖို့မှာခြင်းနဲ့ အကြမ်းဖက်စစ်တပ်ကလက်ရှိချောင်းမြို့နယ်ကြေကောင်းကျရာကိုစစ်ကြောင်းထုံဝင်ရောက်ပြီးတန်ခါတော်နဲ့ပြည်သူတွေကိုတပ်ဖြတ်ခြင်းကျေးရွာကိုမိရှို့ခြင်းနဲ့ပြည်သူပိုင်အဖို့တန်ပစ္စည်းကိုလူရဲခြင်းနဲ့လှုပ်ဆောင်နေတဲ့ဖြင့်ထောင်ချီသောပြည်သူတွေမှာဆေးပေးရှောင်နေကြတဲ့ဒေသပြည်သူတွေကပြောပါရယ်ဆလဘီရဲသားတွေဈေးကူတမှုခံရတဲ့အများအဆင်အုံကြီးကိုစစ်တပ်ကပေါင်းနေရပုံနှလုံးကျဲချမှုပြည်သူ33ဦးသေဆုံးအများအပြားတန်းရ ရခိုင်ပြည်နယ်မြောင်ဦးမြို့နယ်မှာပြည်သူတွေဆဲကုသမှုခံရတဲ့မြောက်ဦးဆဲုံကြီးကိုစစ်တပ်ကပေါင်း900ပုံနှလုံးကျဲချရမှာလူ33သေဆုံးကအများအပြားထိခိုက်ဒဏ်ရာရှိသွားကြောင်းရခိုင်ဒေသမှာလူမှုကွန်ရက်အရေးဆောင်ရွက်နေရဆိုင်ဆရာဝန်ရံကပြောတယ်ဒီဇင်ဘာလ10ရက်နေ့ည9:23မိနစ်ချိန်ဂျပန်စစ်တပ်ကမြောက်ဦးမြို့နယ်ရှိပြည်သူတွေဆဲကုသမှုခံရတဲ့ပြည်သူဆဲုံကြီးကိုတိုက်လေတစီနဲ့ပေါင်း900ပုံနှလုံးကျဲချပြည်သူ33သေဆုံးပြီးဒဏ်ရာရှိသူအလုံးများပြကြောင်းသိရတယ်သေဆုံးသူက30လောက်အထိပြုလို့ရဒဏ်ရာသူတွေမှာလည်းဒဏ်ရာပြင်းထန်တွေများလို့သေဆုံးသူတိုးလာနိုင်တယ် ဆဲယောက်တစ်ခုလုံးကတော့ရစီအောင်မရှိအောင်ပြစီသွားပါတယ်။ဆိုင်းဆရာဝင်းအောင်ကလည်းတင်ဆောင်သူ33ရှိပြီးတရားရရှိသူများပြကြောင်းပြောဆိုပါတယ်။စစ်တပ်ကလင်းနဲ့ဖုံးစဲမှုကြောင့်မြောက်ဆဲယောက်ကြီးတစ်ခုလုံးမီးလောင်ကျွမ်းသဖြင့်ညာရင်းချင်းငိမ့်သက်ခဲ့အောင်ကဲဆဲလုပ်ငန်းတွေကိုလုံဆောင်ခဲ့တော့လဲနောက်ထပ်လင်းရင်နဲ့ဘုံလာကျဲနိုင်ပြီးတတိနဲ့ဆိုင်းခဲ့ကြောင်းဒေသပြည်သူတွေကပြောတယ်။ ဆလပီအင်အားရာချီတဲ့ထိဆက်မဲ့ဝါစစ်ကြောင်း KNL တက်မှလေးနဲ့ပြန်တဲ့ပူပေါင်းကင်မျိုးသားစရုပ် KNL မိတ်တွေခိုင်ကင်မျိုးသားလူမျိုးရေးတက်တော့ KNL တက်မှလေးနဲ့တူစီရေးဖော်ဆောင်နေတဲ့ထိဆက်မဲ့ဝါစစ်ကြောင်း KNL လောက်ခံတက်ဖြစ်ပူပေါင်းလာကြောင်းကင်သတင်းမြစ်ကပြောတယ်အရင်က KNL တိုင်း17လောက်ခံစစ်ကြောင်းတစ်ခုဖြစ်တဲ့ထိဆက်မဲ့ဝါစစ်ကြောင်းဆရာနာသိန်းစာက KNL တက်မှလေးကစီရေးဖော်ဆောင်မှုမလုပ်တာနဲ့ပတ်သက်ပြီးသဘောထားကွက်လက်ကတိကျရက်တရမှာ2025နှစ်ကုန်ပိုင်းမှာ KNL အတွက်ပြန်လည်ရည်တည်ခြင်းဖြစ်ပါတယ် ။စင်ရေးဖွန်ဆောင်တာဟာကျွတ်တင်ပြင်စီမိမှလုံဆောင်မှုကောင်းဆောင်နေရဲ့စင်စားချက်ကိုအောက်ခြေကတိုင်းတစ်ဖွဲ့ကနားလည်မှုကွဲလဲပြီးတိဆက်မဲ့ဝါစင်ကြောင်းခွဲတက်ပြီး KTL တစိမ့်တက်ခဲတာဖြစ်တယ်။ဒါပေမဲ့ KNL အနေနဲ့အပြစ်တင်တာမရှိသလို2023 2024မှာဓမ္မလေးပဲစင်ရေးဖွန်ဆောင်မှုတွေပေါ်တိဆက်မဲ့ဝါစင်ကြောင်းလည်းစစ်မြင်ပြမှာအတူပူပေါင်းဆောင်ရွက်ခဲ့လို့ကင်းစင်းမြစ်ကပြောတယ်။ ထိစက်မဲ့ဝါဆက်ကြောင်းအင်အားလေးရကျော်လောက်ရှက်ဆက်ကြောင်းဖြစ်တယ်လို့ပြောတယ်။ဘူပေါင်းဆက်ကြောင်းဆိုတာမျိုးမျိုးရှယ်တိုင်းဒါပေါင်းစုံတွေပါမယ်။တဝဲသားတွေလည်းပါမယ်။ပိတ်သားတွေလည်းပါမယ်။တခြားတိုင်းဒါဗမာလူမျိုးတွေလည်းပါမယ်။ကရင်တွေလည်းပါမယ်။ကရင်နောက်မှကရင်ဖြူတွေပြီးတော့အဲ့လိုမျိုးလူမျိုးပေါင်းစုံဖွဲ့စည်းတဲ့စစ်ကြောင်းတစ်ကြောင်းဖြစ်တဲ့စေးဖော်ဆောင်တဲ့ပိုင်မာတော့ကန်နယ်လေးတက်မှလေးတိုင်းဆက်တဲ့စစ်စင်ဖော်ဆောင်မှုအောက်မှာပဲလို့သိရတယ် အဲ့ဒီထိစမ်းမဲ့ပါစေကြောင်း KNL နဲ့အတူပြန်လည်ပူပေါင်းလာမှုနဲ့ပတ်သက်မေးမြန်းမှု KNU မိတ်တော်ခင်ရပြောရေးဆိုခွင့်ရှိသူတန်းဆက်သွယ်ထားစေဖြစ်တဲ့ KNU မိတ်တော်ခင်ရမောတောင်မျိုးစိန်စစ်စင်သတင်းထုတ်ပြန်ချက်ဆက်စင်မှာပါဝင်တဲ့ဒေါ်လာ1တဖွဲ့အမြင့်ကိုဖော်ပြရမှာ KNL ထိစမ်းမဲ့ပါတဲ့အမြင့်ကိုဖော်ပြထားပါတယ်။စေရပြန်လည်တိမှတ်ပြဖို့တပိုင်းဆိုင်ရာလှုပ်ထုံလုပ်နေရ ဆက်လုသွားမယ်လို့လည်းသိရတယ်သူတို့ကအင်အားများတယ်ဆိုတော့တက်မှာလေးရဲ့စေဦးစေအောင်မှာပဲပြန်လဲပြီးတော့ဘလို့ဖွဲ့စီရမယ်ဆိုရင်ဟာအဆောင်ကြည့်ရမယ်တန်အင်းတင်းအနေနဲ့ပြန်လဲပြီးဖွဲ့မလားအခုလိုပဲ KNL လေးတက်မှာလေးရဲ့အလောက်ခံစစ်ကြောင်းတစ်ကြောင်းနေနဲ့ပြန်လဲဖွဲ့စီမလားဆိုတော့သူတို့ခံယူချက်သူတို့လိုလားချက်ပေါ်လိုအပ်တယ်လို့လည်းသတင်းမြစ်ကပြောပါတယ် သူတို့ကမူရင်းခတ်ကဲရနယ်လေးဖြစ်တဲ့တချိန်ကနားလည်မှုလွက်ကဲ့လို့ရှင်းရှင်းပြောရမယ်ဆိုရင်အဲဒီချိန်မှာတပ်မှားလေးမျိုးကိုဆစ်စင်ပေါ်ဆောင်တဲ့အပိုင်းမှာအထက်ကောင်စာနေကခွင့်ပြုချက်မရဘူး။ဘာဖြစ်လို့ခွင့်ပြုချက်မရလဲဆိုစစ်ရေးတစ်ခုပေါ်ဆောင်တဲ့ကပြင်ဆင်မှုတွေလိုအပ်တဲ့အတွက်အထက်ကောင်စာနေကဆေးပေါ်ဆောင်တဲ့အပိုင်းမှာခွင့်ပြုချက်တွေမရခဲ့လို့သူတို့ကသူတို့နီနာနဲ့ KTL ရဲ့အမိတက်ဆေးပေါ်ဆောင်နေ။ဒါပေမဲ့2023 2024မှာကြောင့် KNL ရဲ့ဆေးရုံဆောင်မှုအောင်မှာပဲတောက်လျှောက်ဆစ်စင်ပေါ်ဆောင်မှုတွေလုံးတော့အဲ့လိုမျိုးနားလည်မှုကွဲလဲတာကိုသူတို့ပြန်လဲသုံးသပ်ပြီးတော့သူကသူတိမက်ပြု ပြီးတော့ဒီလိုမျိုးကိန်းသတင်းမြက်ကရှင်းပြရတယ်။ကန်နယ်လီတက်မာလီနဲ့ဒေါ်လိန်ဘဘတဖွဲ့တွေဟာမြန်မာထိုင်းနဲ့ဇမ်မြို့ချိုပါဝင်းနယ်စကန်နီပြောစကန်နီကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့လက်တလောစစ်ကောင်စီရဲ့တနင်္သာရီတိုင်းတွင်ထိုးစစ်တွေကိုလည်းအတူတူပူပေါင်းခုခံတိုက်ခိုက်လျက်ရှိပါတယ်။ဆက်လက်ပြီးမြောက်ဦးမြို့စေယုံဘုံကျဲခံမူလာသားရွယ်ကလေးငယ်ပါဝင်းတင်ဆောင်သူ33ဦးထိတိုးလာပြီး80နီးပါးတန်ရရ ရခိုင်ပြည်နယ်မြောင်မြို့စင်ကိုယမနေ့ညကစစ်တပ်လေကြောင်းကနေပုံကျဲအမလာသားရွယ်ကလေးငယ်နဲ့ကိုဝင်ဆောင်နဲ့ပါဝင်တင်ဆောင်သူ33ရှိလာပြီးဒဏ်ရာရသူ80နီးပါးနဲ့29ဝါတက်နေဆွန်ရအနေထားနဲ့စေကူတာနေရပါတယ် နိုင်ငံတကာလူ့ခွင့်အင်ဖြစ်တဲ့ဒီဇင်ဘာလ10ရက်နေ့ကိုနိုင်23မိနစ်မှာစစ်တပ်ကဂျက်ဖိုင်တာနဲ့ပေါင်ကားပုံကျဲသွားဖြစ်တဲ့ကနောက်သတင်းတွေမှာဆယ်ဦးခန့်တင်ဆောင်ပြီးအများပြတဲ့အရသွားကြအောင်အရက်ခတ်တတော်အေးဘက်ကဗိုလ်ဘူးညမှာထုတ်ပြန်ခဲ့ပေမဲ့အခုမနက်မှာအသေးဆုံးသူ33အထိတိုးလာခဲ့ရဖြစ်တဲ့လာသားရဲ့ကလေးလည်းပါတယ်။ကိုဝင်ဆောင်တွေလည်းပါတယ်။တရားပြင်းထန်တဲ့တွေကဆွေးင်ရတဲ့တင်ဆောင်သူကထပ်တိုးလာနိုင်တယ်။မနက်9နာရီခန့်ဒီရရှိတဲ့သတင်းချက်လည်းရအသေးဆုံးသူ33တရားပြင်းထန်သူ29ဦးအလက်စာငက်စာ ထိုင်အားရသူ49ရှိပြီးထိခိုက်တိုက်ဆုံသူစုစုပေါင်း100ကျော်ထိရှိပါတယ်အစိုးရဆုံးစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်တယ်လို့တိုင်းဒေသကြီးဆိုင်နေဆရာကြီးဆရာဝန်အောင်ကလူမှုကွန်မရေးသားတယ်။စစ်တပ်ဝါဒဖြန့်ချိန် Telegram တွေကတော့မြောင်းစင်ုံကိုလေကြောင်းတိုက်ခိုက်မှုမှာအေအေတပ်ဖွဲ့ဝင်၄၀နီးပါးသေဆုံးပြီး90ကျော်ဒဏ်ရာရလို့ဝါဒဖြန့်ချိန်နေကြတယ်။ဒေသခံပြည်သူတွေကတော့ဒီတိုက်တိုက်ဆုံသူအလုံးအရဲသားရဖြစ်တယ်လို့ပြောတယ်။ရှင်အောင်သမိုင်းဝင်မျိုးဖြစ်တဲ့မြောင်းကိုအရက်ကတက်တော်က2024ဖေဖော်ဝါရီလရှင်မှာဗီတက်သိမ်းပိုင်ထိန်ချုပ်ခဲ့ရပဲဖြစ်ပါတယ်။ အေကရခိုင်ပြည်နယ်မှာ16မြို့နယ်ရှိရတဲ့14မြို့နယ်ကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီးစစ်တွေကြောက်ဖြူမန်အောင်မြို့နယ်တို့ကိုတိမ့်ပိုက်ထိန်းချုပ်ဖို့ကြံနေပါတယ်။စစ်တပ်ကအေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေကိုပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်နိုင်တဲ့မြို့မဟုတ်ပဲပြည်သူတွေကိုဥတီပြီးတော့ဘုံကျက်တပ်ဖြတ်မှုမကြာခဏလောက်တဲ့2025ခုနှစ်ဩဂုတ်လ25ရက်နေ့ည7:00ကျော်မှာလဲမြောင်းမြို့တိုင်းကြီးရဲ့ကွက်ကအနာသိစစ်တပ်ကလေကြောင်းမှဘုံကျက်ခံရတဲ့ဒေသခံစစ်နှုတ်တွေဆုံးပြီးနှက်ဆက်တဲ့ဥဒေရရရှိခဲ့ပါတယ်။ 2024ခုနှစ်မတ်လ21ရက်ကလည်းမြောင်မြို့နီးမှာရဲရွာကိုစစ်တပ်ကပုံကျင်ကလေးလေးဦးနဲ့အမျိုးသမီးတအုပ်တင်ဆောင်ပြီးပြင်းထန်တဲ့အရာရှိသူ၁၀ဝန်းကျင်ရှိခဲ့ပါတယ်။နားဆင်အားပေးကြတဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။